မင်္ဂလာပါရှင်ဒီနေ့တော့ကြက်ကလေးကြက်လေးချက်စားမယ်နော်လုံးနည်းလေးမျှပါမယ်ရှင်ကြက်ကလေးကြက်ချက်ရန်အတွက်ကြက်သားရဲ့ကြက်သေးကြက်မြင့်တန်းစင်လာတာသူ့တဲကိုမဆလာထည့်ပါတယ်စားထည့်ပါတယ်နောက်ပြီးတော့စနင်းမို့နေငယ်ထည့်ပါတယ်ရှင်ပြီးတော့ရင်ကျမသူ့တဲကိုအရာလှကျင်တဲ့တွင်ပဲငမြအပြစ်လေးနေငယ်ထည့်ပါမယ်နောက်တစ်ခုကအရာတာမို့ထည့်ပါမယ် အဲ့ဒါတွေအကုန်လုံးထည့်ပြီးသွားတယ်ဆိုရင်တော့သူ့ကိုတင်းချလင်းနှက်ထားပါမယ်ရှင်။အရင်အနှက်မွေးနေတဲ့ကြက်သားနှံလေးကို ကျမတို့ညံမှာဖြစ်ပါတယ်။ကြက်တောင်အဖြူကြက်တောင်အနီးဂျင်ဒါတွေကိုလည်းကျမကြက်ကလေးချက်အတွက် လန်ကျန်းစားချက်ပါမယ်။အိုးရဲကိုစီထည့်ပါရဲပထမကြိတ်ထားတဲ့ချက်သွန်အဖြူအနီချင်းဓာတ်တွေကိုထည့်ပါမယ်။ပြီးရင်တော့စနင်းလေးအနေငယ်ထည့်ပြီးတော့ဒီချက်သွန်လေးဒီနွမ်းသွားတဲ့အနေထားရောက်တဲ့အထိစီတတ်မယ်။ဒါပေမဲ့သူ့ရဲ့အဓိကကတော့စီတတ်တဲ့အခါမှာစီတတ်ရွက်လို့ခေါ်တဲ့ပြင်းတော်သင်ရွက်ကိုမပါမဖြစ်ထည့်ရပါရဲ။ င်းတော်သိရင်လေးနဲ့စီတလေးကုလိုမျိုးဖြစ်လာရဆိုရင်တော့အယောင်တင်မုတ်ထဲတချို့ကအကြံပတ်ထဲတယ်နော်ကျမကဒီမှာအကြံပတ်မထဲဘူးယောင်တင်မုတ်ထဲပဲဆက်ထားရစက်သားကိုထဲတယ်ပြီးတော့စက်သားလေးကိုအပေါ်ရန်တင်းကြည့်ချင်းရောင်းမလေးနဲ့ဖုံးမှုပြီးတော့နောက်နေ့စမင်းကဖုံးအုပ်ပြီးတော့နှစ်ပိုင်းချင်းကျသားလေးတွေပေါ်ရင်တင်းလာတဲ့အနေအထားဆိုရင်တော့မိမိကရေကိုလိုတလောက်ထည့်လိုက်ပါပြီးတော့ရင်တော့ကျသားလေးတွေနူးလာတဲ့အနေအထားရောက်တဲ့အချိန်ဒီမှာအိုးကိုတည့်ပေးပါမယ် ချိန်တိုအတွင်းမှာပဲရေကလည်းလိုတလောက်ခန်းလာပြီးကြက်သားကလည်းနူးလာတဲ့အနေအထားကိုလိုနေထားရောက်လာပြီးဆိုရင်တော့တစ်တော်နီကြော်များများနဲ့မြုပ်သီးလော်မုံလေးစွန်းတော့ကိုထည့်ပြီးတော့ဒီမှာအုပ်ပေးရပါတယ်အဲ့လိုလောက်ခိုင်းချင်းအားဖြင့်အနှစ်ကလေးတွေလည်းရရှိတယ်အဆက်ကလေးလည်းရတာလေးရှိတယ်ဒါကတော့ကြက်ကလေးကျဲရပုံစံလေးဖြစ်ပါတယ်ရှင်။လုံစားကြည့်ပါနော်။တုံမတူဘူးတအားဖွေပါတယ်။ပြင်တော်သိင ရှာရတာခက်တယ်ဆိုရင်တော့ကရဝဲရဲ့ကိုအစားထိုးကြည့်ပေါ့နော်ဒါကတော့ချက်ပြီးသားဂျမရဲ့စက်ကလေးချက်လေးဖြစ်ပါတယ်စားချက်ပါအောင်ရှင်သူနဲ့တွဲဆိုင်ရန်အတွက်ဂျမကအခြားတစ်ဖက်မှာလည်းဒီမှာကိုက်လန်ပေါ့နော်ကိုက်လန်ရဲ့ဥနီရဲ့ကိုစီလေးနဲ့ပြည့်စုံမှုလေးစီတက်ပြီးတော့ကြော်ပါတယ်ပြီးတော့ရင်ဂျမကပေးချာစံတာအားကြိုက်တဲ့အတွက်ပေးချာစံလေးသူတွေကိုထည့်လိုက်တယ် ကျုပ်လေးလည်းနှလုံးလောင်းဖောက်ထည့်လိုက်ပါတယ်ပေကြဇန်လေးရဲ့ကျုပ်လေးရဲ့ကလိုက်ဖက်လာပါတယ်ဦးနီလေးနဲ့ကိုက်လန်လေးကလည်းပါနေတဲ့အတွက်ကြောင့်မလို့စားကောင်းမဲ့အကြော်လေးတစ်ခုပေါ့နော်အရန်ဟင်းပွင့်လေးကျွန်မပြုလုပ်ခြင်းဖြစ်ပါတယ်ရှင်အရသာဖြစ်ကတော့ပဲငံ့မြားရဲ့အကျဲထဲပါတယ်နောက်ပြီးတော့ကျွန်မအရသာမှုတ်ထဲပါမယ်ရှင် အလုံးသမအောင်မွေပြီးတော့တယ်ဆိုရင်တော့ဒီကြာဆန်လေးနဲ့ပြန်ရောလိုက်မယ်ရှင်ပထမကြာဆန်တက်တက်ကျုပ်တက်တက်လှုပ်ထားတယ်ဆိုတော့ကလေဒီအနေထားမှာမိမိကရေးလို့ရဆိုရင်ရေနှငယ်ထင်နိုင်ပါတယ်ကြာဆန်ကမာနေရဆိုရင်ရေနှငယ်ထင်နိုင်တယ်เนาะအပေါ်ကနေပြီးတော့ငြိုကောင်းနာနာဥပါတယ်ဒါစီပြင်ဆင်ထိုင်တဲ့ကြိုက်တဲ့ပုံစံလေးဖြစ်ပါတယ်ရှင်ဒီနေ့ကျမနဲ့တို့ထမင်းစားကြပါအောင်အလုံးမင်းမင်္ဂလာပါချက်ကလေးချက်ပါချက်ကလေးချက်ကိုဒါက တန်းယူဦးချလိုက်ကျဲသေးချက်မြက်လည်းပါတယ်ချက်ပါမလဲပါတယ်ကျမကကျဲသေးချက်မြက်ကျက်တယ်ကျဲသေးတဲ့ကိုချက်မြက်ကိုပိုကြိုက်တယ်ပေါ့နော်မွေးလိုက်တာဒါအဲကျောက်ကလေးကလည်းဘလို့မွေးမှန်းမသိဘူးမွေးနေရအနှစ်များများနေပေါ့နော်အာအနစ်မြမြနဲ့နေမယ်။ तू ကအနစ်မစားဘူး။ तू ကလည်းအသားဆိုအသားရဲ့စားအနစ်တော့မမစား။အနစ်စားတာအစီစားတာကျမတို့ပေါ့နော်။ မစားတာအစီစားတာကျမတို့လူမျိုးတွေအင်းအဲကျမတို့မျိုးလူမျိုးတွေအငန်တာအားစားတယ်ကျမဒီအချိန်ထိယောဂပဲရကင်းတယ်ကျမအငန်ရှောင်တယ်အချို့အများကြီးမစားအချို့လည်းရှောင်တယ်ကျမရှောင်နေတဲ့အထက်မှာအငန်ပါတယ်ချိုးပါတယ်ပေါ့နော်အဲ့နှစ်ခုကိုလည်းကျမရှောင်တယ်တော်တော်လေးရှောင်တယ်အငန်အောင်လည်းသတိထားတယ်အဲ့ကြောင့်မအိမ်မငါပြီးရတောင်းတောင်းမရှိဘူးပေါ့နော်ပြောမယ်ဆိုရင်အာမရှိဘူးမပြည့်မရှိဘူး

ဘယ်လိုပြောမှန်းလဲညမိုက်မှန်းအင်းဖင်းဘူးအဲ့ဒါပေမဲ့အစီမကြိုက်ဘူးသင်ကျွမ်းကြိုက်အဲ့နှစ်ပြန် Moj inse ne ono. Ja Lo main mandé. Lo main mandé. 他还一点，啥的，那啥了没上呢。